စစ်တပ်ပြန်လည်ဝင်ရောက်လာပြီးတဲ့နောက်မိုးကုတ်မြို့အနောက်ပိုင်းကအရက်သားနေတဲ့တချို့ကိုစစ်တပ်စစ်ကြောင်းကမိရှုဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။မိုးကုတ်မြို့နယ်ပြန်ဝင်လာတဲ့အာနာသိန်းစစ်တပ်ကဒီဇင်ဘာလ1ရက်ညနေ9:00နာရီလောက်မှာမိုးကုတ်မြို့အနောက်ပိုင်းရှိညောင်ပင်ကြီးရပ်ကွက်ကအရက်သားနေတဲ့တချို့ကိုမိရှုဖျက်ဆီးခဲ့တာပဲဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ကမိုးကုတ်မြို့ဝင်ထွက်ဂိတ်တွေမှာနေရာယူထားပြီးမြို့ပြင်အထိပါထိုးပေါက်လာတာကြောင့် ဒီဇင်ဘာလ၁ရက်နေ့နေ့လယ်အထိကိုတော်လိုင်းရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲပြင်းထန်နေကြတာပဲဖြစ်ပါတယ်။မီးရှို့ဖျက်ဆီးမှုကြောင့်ပြည်သူနေအိမ်၃လုံးခန့်မီးရှို့ဖျက်ဆီးခဲ့ပြီးမြို့ပြင်မှာဖြစ်နေတဲ့တိုက်ပွဲတွေကြောင့်မြို့ကန်နေလဲမြို့ရင်းမှာအသွားလာကျဲသွားသလိုတိတ်ဆိတ်ငြိမ်သက်နေတယ်လို့ဒေသခံတဦးကပြောပါတယ်။စေုပ်စုကမိုးကုံမြို့ပြင်အထိပါထိန်းချုပ်နေရာယူဖို့စ조사လာတာကြောင့်နိုဝင်ဘာလ၂၉ရက်နောက်ပိုင်းမှာပြစ်ခတ်မှုတွေစတင်ဖြစ်ပွားခဲ့တာပါ။ TNL လုံခြုံရေးပေးမှုကြောင့်စီယုပ်စုတက်တွေဟာမိုးကုံမြို့ကိုနိုဝင်ဘာလ29ရက်နေ့ညနေပိုင်းကစတင်ကကားစီးရ100လောက်ရှင်တန်းနဲ့ဝင်ရောက်လာတာဖြစ်ပြီးလက်ရှိလဲမြို့ထဲမှာ TNL တက်တချို့လဲရှိနေသေးတယ်လို့လည်းသိရပါဗျ။